ကဲအားလုံးပဲမင်္ဂလာပါအမဒီနေ့မနက်မိုးလေးလင်းချင်းပေါ့နော်မိုးလေးလင်းချင်း Facebook ပေါ်မှာအဲ့လိုမျိုး ဟို news တွေမှာတွေ့ရတဲ့အခါကျတော့ကိုစိတ်မကောင်းကိုကိုကူညီပေးတဲ့မိတ်ဆွေတွေပေါ့နော်မတရားဆွဆွဲပြီးတော့ဟိုမဟုတ်မမှန်ဆွဆွဲခံရတယ်တာမန်အလှတစ်ခုအတွက်ကိုသူတို့ရဲ့ဘဝတွေသူတို့မိသားစုတွေရဲ့ဘဝတွေပျက်စီးစေတယ်ပေါ့နော်အဲ့ဒါအဲ့အတွက်ကိုအမအမှန်တရားအနေနဲ့ချပြပေးဖို့ဒါစစ်ကောင်စီနဲ့တကွဖန်စီထိမ့်သိမ်းထားခြင်းခံရတဲ့အမရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်အပြစ်မရှိတဲ့အကြောင်းကိုအမကဖြေချင်းချက်ပေးချင်တယ်မတရားဖန်စီခြင်းခံရတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဆွဆွဲမှုတွေဟာတာမန်တော့မဟုတ်ဘူးတိုင်တန်းတဲ့လူရှိတယ်ဒလန်တွေရှိတယ် တော့ဒါတွေကိုဘာကြောင့်လှုပ်တယ်လဲဒီလိုလှုပ်ရခြင်းရဲ့အကြောင်းရင်းတွေကိုသူတို့ဘာကြောင့်ဒီလိုမျိုးသူတို့ဘာရဲ့မိသားစုတွေအပေါ်ထက်လာမစာမနာနဲ့ဒီလိုမျိုးကိုကြိုးစည်းဝါပတ်စံလေးလင်းကားသောင်းတသိန်းရဖို့အတွက်အဲဒလန်လှုပ်ပေးတာတွေဟလာဒီစကားစားရဲ့ဟိုဘယ်လိုပြောမလဲဟိုအရေးပေးမှုကိုရဖို့အတွက် အချင်းချင်းသစ္စာဖောက်တာတွေဒါတွေအပေါ်မှာအမ သိစေချင်တဲ့အရာလေးပေါ့နော်ဒီနေ့ပြောပြချင်တယ်ဒါကဘသူ့ဘက်မှအမှဘက်လိုက်ပြီးပြောတာမဟုတ်ဘူးဒါပေမဲ့အမှန်တရားကိုအမှန်တရားတိုင်းမမြင်တဲ့အတွက်ကြောင့်ဒါကိုမြင်စေချင်လို့အမှပြောတာဒီပြဿနာလေးဖြစ်ရခြင်းဒီကိစ္စဖြစ်ရခြင်းအကြောင်းရင်းကိုအမှပထမဆုံးပြောပြပေးမယ်နော်သူတို့ဘာကြောင့်ဒီလိုမျိုးဆွဆွဲချင်းခံရလဲဆိုတော့ဒီမောင်လေးတွေမြမလေးတွေဆိုတာကအမနဲ့ခင်မရင်းနှီးတာနှစ်ပေါင်း10နှစ်15နှစ်အမရဲ့အနုပညာတတ်တန်းစလုပ်ကြတဲ့အမရဲ့တကယ်အမခံပြိတ္တတိ ကြောအမမန်လေးသွားရလေဒီညီမလေးနဲ့အမြဲတမ်းဆောင်နေထမင်းတွေစားရဲဟလာဈေးတွေထွက်ဝယ်ကြရဲအမလိုတာလေးတွေကူညီပေးတယ်ဒီလိုမျိုးလေးတွေပေါ့နော်တရားနဲ့တရားကညီမလို့ချစ်ကြတာဆိုတော့သူ့မှလည်းသားလေးတမီးလေးတွေနဲ့မိသားစုနဲ့အေးအေးချမ်းချမ်းလေးသူ့အတူဈေးရောင်းနေတာဘာမှဒီတော်လန်ကြီးနဲ့ပတ်သက်လို့ဒီကိစ္စတွေသိချင်းလည်းမရှိဘူးအမသူ့ညီမလေးရေးအမမှာတော့ဟလာဒီလိုမျိုးအခက်ခဲလေးရှိလို့အမလှူခြင်းတဲ့နေရာလေးတွေရှိတယ်ငလျင်ဘေးတင်တဲ့ကလေးတွေဟလာစစ်ဘေးဆောင်တဲ့ဟိုစခန်းကကလေးတွေ ပြီးတော့အသက်ကြီးရွယ်ဦးတွေတချို့ဆိုကလေးမမွေးနိုင်ဘူးကလေးမွေးဖို့ကစရိတ်မရှိတဲ့အတွက်ကြောင့်ကလေးမွေးရမှာကြောက်နေရမိခင်နေဒီလိုမျိုးကလေးတွေမိသားစုတွေအတွက်အမကူညီဖို့အတွက်အမဒီဈေးရောင်းတာလုပ်ပေးတာကိုယောက်ျားပတ်စံမရှာနိုင်လို့မဟုတ်ဘူးအမယောက်ျားပတ်စံရှာတာအမထိုင်ပြီးတော့အလှူအတွက်ဆိုပြီးပတ်စံကိုတောင်းနေလို့အမြဲတမ်းမရဘူးပြီးတော့အလှူဆိုတာက အခုခေတ်မှာ လူတွေကအရန်ကိုမှပင်ပင်မမန်းလေးပတ်စံတွေကရှာရတယ်စီးပွားရေးတွေအဆင်မပြေတဲ့ခါမှာအရင်လိုမျိုးဟလာဟိုကမ်ပိန်းတွေမှာပဲကြည့်ကြည့်အလှခံတဲ့နေရာမျိုးတွေမှာဘယ်သူမှအလှကိုအားတက်တယုံမပါဝင်နိုင်ကြတော့ဘူးအဲ့တော့အမတို့ကလည်းအားနာတယ်အမဆိုဘယ်တော့မှကိုပိုင်အကောင့်နဲ့အလှခံတာမျိုးအမမလုပ်ဘူးအလှရှင်နဲ့အလှခံတဲ့လူတိုက်ရိုက်ဆက်သွယ်ပေးတယ်ဒါအမရဲ့ဟိုစေနာအစ်စ်ပေါ့နော်တပြားတစ်ချက်မှလည်းဟိုအလှခံပြီးယူတဲ့နေရာမှာလည်းအမမပါဘူးဘာကြောင့်လဲဆိုတော့အမကစားနိုင်တယ်ဝင်နိုင်တယ်နေနိုင်တယ်တောက်နိုင်တယ်အကုန်လုံးနိုင်တယ်အမမျိုးသားအမကို ဟိုဘာမှလိုလေသေးမရှိထားထားတာပြီးတော့အမမှဘာမှပူစရာမလိုတဲ့ဘဝဒါပေမဲ့ဒုက္ခရောက်နေတဲ့အမရဲ့ပြည်သူတွေအခုဆိုငလင်ဘေးတင်တယ်အမအိဆာရောက်တဲ့အချိန်မှာလည်းငလင်ဘေးတင်တဲ့ဟာအတွက်ကိုအမအဓိကလှူဒန်းတယ်ပြီးတဲ့အခါမှာစစ်ဘေးရှောင်မှာဒုက္ခရောက်သွားတဲ့ကလေးတွေခြေပြက်လက်ပြက်တွေအိမ်ညာမဲ့သွားတဲ့ကလေးတွေစာတင်ချောင်းအတွက်တင်ကြနေရမရှိတဲ့လူတွေနေတဒူကထမင်းစားဖို့တနေ့စဉ်အဟာရဘူးမရှိတဲ့နေရာတွေကိုအမလှူပေးတာဆိုတဲ့အခါကျတော့တချို့တွေကကျတော့အခုချိန်ဒီမှာလေးအမရဲ့ဒီဒီထဲမှာလေးဒလန်နေပါပါတယ် ဘာကြောင့်အမအခုလိုမျိုးဟိုပြဿနာဖြစ်သွားရလဲဆိုတာကမလိုလားအဲ့တော့ပြဿနာပေါ့နော်အဓိကတော့ဒီမောင်လေးဆိုလို့ရှိရင်လည်းဒီဖုံးမြအောင်ဆိုလို့ရှိရင်လည်း तू ဟာဟိုဘယ်လိုပြောမလဲတာမန်ရိုးရိုးဟိုသူနာပြုတ်လေးသူ့ဘာသာသူမိဘကိုလှုပ်ဟိုကောင်းကောင်းမွန်မွန်နဲ့လှုပ်ကင်ရှာကျွေးနေရဲ့မောင်လေးတယောက်ဆိုတော့အမနဲ့ခင်တာအရန်ကြပြီအမရဲ့ပြိတ္တဆိုတာလည်းဟုတ်တယ်ဆိုတော့10နှစ်ကျော်15နှစ်လောက်အမပုံမှာဘာပဲလူလူဟာလာလူလေးသေးမရှိအများနဲ့ကူညီပေးတယ်ဆိုတဲ့ခါကျတော့ဟိုဘယ်လိုပြောမလဲ အခုလိုမျိုးဟိုအမလှူဒန်းခြင်းတဲ့ဟာမျိုးလေးဆိုတော့သူကကူညီပေးတာပေါ့နော် ဆိုတော့ဒီအမှန်တရားတစ်ခုပြောပြမယ်နော်လူတွေဟာဘလောက်ထိခုချိန်မှာကိုချင်းစာနာမှုမဲ့နေပြီလဲဆိုတော့စစ်ကောင်စီနဲ့တကွဒီပြဿနာဖြစ်ဖို့အတွက်ဒလန်တွေအားလုံးကလည်းသိစေချင်ပါတယ်ကိုချင်းစာနာစိတ်ကလေးအလှတစ်ခုလောက်တယ်ဆိုတာဘလောက်ထိပင်ပန်းပြီးတော့စိတ်ရောကိုယ်ပါပင်ပန်းရလဲဆိုတော့သူတို့နားမလဲဘူးအမဆိုရင်ကိုပတာကိုအိမ်မှာအေးစင်နေနေလို့ရတယ်ဒါပေမဲ့ငလျင်လောက်သွားတယ်တော်တော်များများအမရေစားဖို့တောက်ဖို့မရှိဘူးအမရေစခိုင်းဘက်မှာငလျင်တန်းလေးတင့်နေအမရေတောင်ငူဘက်မှာနေပြီးတော့ဘက်မှာအမလှူတဲ့အခါမှာလေအမပုံမှာအခုလိုမျိုးပြစ်မှားတဲ့ဒလန်တွေ ဟလာစကစကူထောက်ပံ့နေတဲ့လူတွေအားလုံးလည်းအမလှူတဲ့ဟာကိုစားတဲ့လူတွေအများကြီးပါတယ်။သိလား။ဒါပေမဲ့အမဒီအလှူဘယ်တော့မှမခွဲကြဘူး။အမလှူလိုက်တဲ့အရာမှာစားတဲ့လူတွေကနေပြီးတော့မှဆိုလဲနေပြီးတော့မှဒီစစ်ကောင်စီဘက်ကိုထောက်ပန်နေတဲ့လူတွေအများကြီးပဲဒလန်လုံနေတဲ့လူတွေဒါမှအမဆီမှာအကောင့်တူနဲ့လာပြီးလှူခံတဲ့လူတွေအများကြီးပဲဒါပေမဲ့နေဟာငါ့ကိုဒလန်လုံမဲ့လူလားငါ့အပေါ်မှာတစ္ဆာဖောက်မဲ့လူလားဆိုအမတခါမှဘယ်သူမှမမေးဘူးဘာကြောင့်လဲအမအလှူလုပ်တဲ့အခါမှာအမကတော့လေစိတ်ကောကိုပါ ပွန့်ပွန့်လင်းလင်းနဲ့ရှင်းရှင်းတန့်တန့်နဲ့ပဲအမစိတ်ကိုထားပြီးတော့လှူတယ်စိတ်ပြတ်တယ်အမအလှူတစ်ခုလောက်တဲ့အခါမှာအော်ဟိုဘယ်လိုပြောမလဲ ဟိုငါလှူလိုက်တဲ့လူကငါ့ကိုဟိုဆဲမဲ့လူလားငါ့ကိုတစ္ဆာဖောက်မဲ့လူလားဟလာငါ့ကိုပြန်ပြီးရုံးပါမဲ့လူလားဆိုအမဘယ်တော့မှမတွေ့ဘူးဒါပေမဲ့အော်လူဆိုတာကထမင်းစားဖို့တောက်ဖို့အတွက်ရုံးကန်နေတဲ့အချိန်မှာဘယ်လောက်ထိနေဘူးတဲ့မှာရုံးကန်နေရလေကိုယ့်ရဲ့မြန်မာနိုင်ငံမှာရှိသမျှလူတွေအားလုံးကအရင်လိုစီးပွားရေးတဲ့အဆင်ပြေနေကြတာမဟုတ်ဘူးအဲ့ဒီအတွက်ဆိုအိုးသူတို့လေးတွေငါပေါ်မှာကောင်းကောင်းမကောင်းကောင်းငါလှူလိုက်တဲ့လူဟာငါပေါ်မှာရုပ်တယ်ညံ့တယ်ဆိုတာဟာလေဖះနဲ့ရှင်းလိမ့်မယ်ငါနဲ့ရှင်းချက်အကြောင်းမရှိဘူးလှူတယ်ဆိုတာစိတ်ပြတ်စိတ်တန့်မှရတဲ့အရာ အဲ့လိုဖြစ်ဖို့အတွက်ကိုအမကယောက်ျားစီပတ်သက်တစ်ချိန်လုံးတော့တောင်းနေလို့မရအောင်မိသားစုခြားကြည့်ဖို့အမယောက်ျားတောင်းမယူထားတာဒီအလူတန်းနေနေစင်နဲ့အမြလှုပ်ဖို့အတွက်ဆိုတာပတ်သက်ဒီပတ်သက်ဆိုလွယ်လွယ်လေးရတဲ့အရာမဟုတ်ဘူးအမစိတ်မကောင်းဘူးဆိုတော့အမအခုဆုံးရှုံးသွားတဲ့ငွေဆိုတာဘာမှမဟုတ်ပါဘူးသိန်း၂၀၀300ဆိုတာဘာမှမဟုတ်ဘူးဒါပေမဲ့လေအဲ့ဒီပတ်သက်နေအားလုံးကတကယ်ဒုက္ခရောက်နေတဲ့လူတွေအတွက်ကိုသွားဖို့အတွက်ကိုအမပြင်ဆင်ပေးထားတဲ့ပတ်သက်နေ ဒီအလှူငွေတွေဆိုတာကသူများအသက်ကိုတတ်ဖို့အတွက်ငွေတွေပြင်ဆင်ထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီငွေတွေကိုနှက်မျောတာနှက်မျောတာကကိုယ့်အတွက်မဟုတ်ဘူးအမအတွက်ကအမသုံးဖို့အတွက်ဆိုလို့ရှိရင်လေအမအဲ့အဲ့ဒီစာရောင်းကိုအမဒေါ်လာနဲ့ရောင်းမှာဒေါ်လာနဲ့ရောင်းလို့ရတယ်ညီမပြီကိုပို့ပြီးတော့တိုင်နေပတ်နေကြဘာအကြောင်းမှမရှိဘူးဒါပေမဲ့အဲ့ဒီပတ်စံလေးကအော်ငလျင်တင့်တဲ့လူတွေဟလာစစ်ဘေးတင့်တဲ့ကလေးတွေစားဖို့တောက်ဖို့အတွက်မရှိတဲ့နေရာတွေမှာလှူဖို့အတူဆုဆိုအသက်ကြီးတဲ့အပိုးဖွားတွေစိတ်ရုံမှာလာပြီးပြစ်ထားတယ်စိတ်မောကလည်းမရှိဘူးထောင်ထဲအမျိုးသမီးတွေ မရရားမြေမနှိမ့်ဆက်ခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေသူတို့အတွက်ဆေးဝါးကားတွေသူတို့အသက်တွေဆက်ပြီးတော့မှမိသားစုတွေနဲ့အဆက်အသွယ်နေရတဲ့အခါမျိုးတွေမှာစားဖို့တောက်ဖို့ဆေးဖို့ဝါးကားတွေရဖို့အတွက်အမတို့အဖက်ဖက်ကနေကူညီပေးနေတာသူများအသက်ကိုတတ်ဖို့မဟုတ်ဘူးဒါကြောင့်ဘာကြောင့်များဒီတလန်နေဟာလာအမအကောင့်နဲ့မလာမင်းရဲ့တချို့ရှိတယ်အမရဲ့အိတ်ဝယ်ချင်လို့ဆိုပြမှာအမအခုရောင်းနေတဲ့အိတ်ကလေးတွေဆိုတာက ရှိသမျှပတ်စံလေးရအားလုံးကမြမပြီကအမအခုကိုညီပေးနေတယ်မောင်လေးတွေညီမလေးတွေရနေပြီးတော့အမလူကြီးနဲ့နေရာလေးတို့လှူပေးတာသူတို့လေးတွေအစိမ်းတာအပြည့်နဲ့လှုပ်ပေးတာဒီနိုင်ငံရေးမှာပါဝင်တာတခုမှမဖြစ်ဘူးသူတို့အကောင့်နဲ့သွားကြည့်လိုက်သူတို့မိသားစုအတွက်သူတို့ရုံးကန်နေတာတာမဲ့ဈေးရောက်နေတဲ့လူတွေတာမဲ့အလုံလုံနေတဲ့ nest တရဘလောက်များရရဆက်ဆက်ဆွဆွဲပြီးတော့ပြောရတဲ့လေလို့ပြီးတော့သူတို့ရဲ့ဒီစကားဆိုင်ဆွဆွဲမှုနဲ့ဒလန်တွေရဲ့မတွေးမိတာတခုပါလေဒီဟာတွေမဖမ်းခင်မှာအမကသာဟဟလား ီအဲ့ဒီရောင်းရတဲ့ပတ်စံနဲ့ PDF တွေကိုထောက်ပံ့ချင်တယ်ဆိုရင် PDF လက်မှတ်လက်နက်တွေပါတယ်ဝယ်ဖို့တာဘာလို့ထောက်ပံ့နိုင်ပါလဲလက်နက်ဝယ်တယ်ဆိုတာခလေးကစားတယ်လို့လမ်းပေးမှာငွေရုပ်တီးရောင်းငွေရုပ်တီးမောင်ရောင်းတယ်လို့မျိုးဟုတ်လားဇီးတော့ဝယ်စားတယ်လို့မျိုးရောင်းရ900ပေးမှာငါ့ကိုရောင်းလို့လုံးလို့မရဘူးနိုင်ငံတကာအသိမှတ်ပြုတဲ့လက်မှတ်တွေတကယ်တရားဝင်မှာတရားဝင်ရတရားဝင်တဲ့နိုင်ငံရဲ့စီးစိတ်တွေဒီလိုမျိုးအဖွဲ့အစည်းတွေစိတ်တွေနဲ့သွားပြီးမှဝယ်လို့ရတာအမရှာတဲ့ငွေပတ်စံဆိုတာကသိန်း200 300ဆိုတာကဒေါ်လာနဲ့လဲရင်ယူရိုနဲ့လဲရင်တောင်မှ ပတ်စံလေးယူရို2000 3000ဆိုတော့ကြည်တောင်းတော့ဝယ်လို့မရတဲ့အစ်စ်ကြည်တကဝယ်ခြင်းနဲ့ဆိုရင်တော့မှဒီလိုမျိုးဈမ်းပြီးမှထိုင်ပြီးဝယ်လို့ရတာမဟုတ်ဘူးအဲ့တော့သူတို့မပန်းနေမှာစဉ်းစားရမှာဒါအတမန်ပြည်သူတယောက်ကဟလာတကယ်ငလျင်ဘေးတင်နေတဲ့လူတွေကိုလှူနေတာစစ်ဘေးဆောင်ကကလေးတွေခြေလက်ပြတ်နေတဲ့ကလေးတွေဟလာဘုံချင်းထဲမှာမှာသားဆံဖြစ်တောက်ချာမရှိတဲ့၄၅၆ရက်ဒီသူတို့ဘုံလာကျဲတဲ့အချိန်မှာစားဖို့တောက်ဖို့ဒီကျွေးနေတဲ့မှာသူတို့တွေနေဖို့ထိုင်ဖို့အတွက်အမိုးကာတွေမိုးရွာတဲ့အခါမှာစာတင်လို့မရတဲ့ဟာတွေဒီကလေးတွေအတွက် သူတို့ကျမ်းမာရေးစရိတ်တွေအတွက်အမယောက်ျားလက်ဖြတ်တောင်းနေလို့မရဘူးအလူရှင်တွေထိုင်ဆောက်နေလို့မရဘူးဒီလူတွေကနေ့စဉ်နဲ့အများထမင်းစားနေတာဒီလူတွေထမင်းစားဖို့ဒီလူအသက်ရှင်ဖို့ကလေးမွေးဖို့ဒီလူမီးတွင်းထဲမှာစစ်ထဲမှာကလေးမွေးတဲ့အခါမှာစစ်ဘေးတင်နေတဲ့လူတွေထဲမှာလေကလေးမေတွေအများကြီးပါတယ်ကိုဝင်တွေအများကြီးပါတယ်ဒီလူတွေကခွဲဖို့အတွက်စိတ်ဖို့အတွက်သူတို့အတွက်စေးဝါးတယ်ဘုန်းတော်တည့်နေတဲ့ကလေးတွေခြေလက်ပြတ်နေတဲ့လူတွေအတွက် medical supplement တွေဒီ supply တွေ medical supply တွေပေးဖို့အတွက်ကဆိုတာက အမအလူရှင်ကိုတိုက်ဆောက်နေလို့ရှိရင်သူတို့ဒုက္ခအများကြီးရောက်သွားနိုင်လေအဲ့တော့အမလှုပ်ပေးနိုင်တဲ့ကံဟာတစ်ခုကလည်းအမလှုပ်ပေးတာအမစိတ်ကရှင်းရှင်းလေးဘသူအတက်မှတတ်ဖို့တော့ထောက်ပံ့နေရလည်းမဟုတ်ဘူးစိတ်တစ်ခုဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်အများဆုံးခံစားရတာပြည်သူတွေပဲအများဆုံးခံစားနေရတာပြည်သူတွေပဲဘာသာပြည်သူတွေကအများဆုံးခံစားရလဲဆိုတော့ကောင်းတာပဲပြည်ပြည်ဆိုးတာပဲပြည်ပြည်ဂျားထဲမှာညံ့နေတဲ့မျိုးစားပင်ကပြည်သူတွေပဲအဲ့တော့ ကိုယ့်ရဲ့နိုင်ငံကအစိုးရကမကောင်းတဲ့အခါမှာသူတို့တကူတဲ့အတွက်တပူတဲ့အတွက်လုံနေတဲ့အခါမှာဘလိုမျိုးဘလိုမျိုးဟိုတက်တရာဘယ်ထောင်းကနေပဲသူတို့ပတ်ဆံရဖို့သူတို့ဘလိုမျိုးထောင်းကနေပဲဘလိုမျိုးဘသူတွေကိုဒုက္ခပေးဖို့ငွေညစ်လို့ရမယ့်အရာတွေအဲ့လိုသူတို့လုပ်ကြအယူပါဒီပတ်ဆံဘာမှမဟုတ်ဘူးအမှတ်တိုင်းနေရတော့ဆိုတာဘာမှမဟုတ်ဘူးဘာသာဘာမှမဟုတ်ဘူးလို့ပြောလဲဆိုတော့ ို့အတွက်ရှာတယ်ဆိုတော့ကိုကပို့ပြီးတော့မှခန်းစားရမယ်ဒါပေမဲ့အခုကဘာလဲဆိုတော့အမသားတွေကလှူဖို့အတွက်အမအတွက်တာအမဆိုအစလာကလေးအမယူရိုနဲ့ဒေါ်လာနဲ့အမရှာဦးမှာပေါ့အမဘာဖြစ်လို့ဒီလိုဗမာပြည်ကိုစိတ်မချရတယ်ဗမာပြည်မှာဘာဖြစ်လို့ဒီလိုမျိုးငွေတွေကိုအမတန်းရာနဲ့ချီပြီးတော့မှမိတ်ဆွေတွေအကူညီတောင်းပါလေဘာဖြစ်လို့ဆိုအမက ဒါရီယာစစ်ကောင်စီထင်တယ်လို့မျိုးဒလန်နေထင်တယ်လို့မျိုးအမက PDF တွေသူတို့စက်ဖို့အတွက်လက်နက်တွေထောက်ပံ့နေတယ်သူတို့ထင်တယ်အမတို့လေ PDF တွေလှူချင်တယ်ဆိုလို့ရှိရင်အမတို့ NUG ကိုပဲလှူကြတာ NUG ကိုပဲဆက်သွဲတာအမတို့ပွဲဆိုသမ ्या ဟလာအမတို့တော်လန်ရေးတွေဟိုကာလာတွေမှာတော်တော်လန်ရေးပွဲတွေနိုင်ငံသားတိုးတွေသွားဆိုတယ်ဆိုအဲ့ရတဲ့ပတ်စံကြီးအားလုံးက NUG လို့ဟလာတကယ်ကိုအဖွဲ့အစည်းလို့လှူတာအဲ့တော့သူတို့တကယ်လို့ဖမ်းချင်တယ်သွားချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ NUG ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့အစည်းသူတို့ဖမ်းကြည့်တယ်သူတို့ တောက်တော့မှမလှုပ်ရဲဘူးမထိရဲဘူးဘာလို့လဲဆိုတော့သူတို့ထိရတယ်သူတို့နာမယ်ဆိုတော့သူတို့သိလို့အမအကိုလှုပ်တာဘာဖြစ်ဆိုအမကတာမဲ့ပြည်သူတွေကိုလှူနေတာဒီလိုပြည်သူတွေကိုနာအောင်လှုပ်လေဟာလားဟိုအန်ယူဂျီကနာသူတို့ရှော့ပေးမလားနောက်ပိုင်းအမမလှုပ်ရဲတော့ဘူးလားသူတို့ထင်မှာတကယ်တမ်းကြတော့လေအမကကောင်းတာလှုပ်တာ တည်တာဒီကလေးတွေမောင်းနေဆိုတော့ဘာအဖြစ်မှမဖြစ်တာမဲသူနာပြူလေးတွေတာမဲဟိုကလေးမိတရားကလေးနှစ်ယောက်သုံးယောက်နဲ့သူကသူဈေးရောင်းနေတာဒါမဲအမောက်ချစ်လုံးလို့အော်အမအမလူချင်တာလေးရှင့်ပြောတော့ညီမအကောက်နဲ့လက်ခံပေးမယ်ညီမလူပေးမယ်ဆိုပြီးတော့မှအတုဆရာတစ်စက်အမလူလေးလုပ်ပေးတာသူဆိုတော့လည်းဖမ်းခံရတဲ့အချိန်မှာမကွေးမှာတွားပြီးတော့မှဒီစကိုင်းတို့ဟိုတောင်ဟူတို့မကွေးတို့ဘက်မှာငလျင်တင့်နေတဲ့လူတွေကိုအမကညီမလေးရေလူပေးပါနော်ဆိုပြီးမှပတ်စံလေးပေးလိုက်တဲ့ဟာလေးကိုတွားပြီးတော့မှတွားလူပေးတာဆိုတော့ဘလောက်ထိများ သူ့အနေနဲ့သူ့မိသားစုတွေနဲ့ခံစားရမယ်အမပထမဆုံးပူတောင်ပူသွားဟဲ့ဒီနေ့ပဲငါ့ကိုလှူပေးမယ်ပြောပြီးတော့မှလုံးဝ Facebook ကနေပျောက်သွားတယ်ဒါမဲ့မဆိုင်ထဲမှာထင်တာပေါ့နော်လူတွေအားလုံးကဒုက္ခရောက်နေတဲ့ခါကျငါ့ငွေလိမ်သွားလားမသိဘူးဆိုဘာဖြစ်လဲဆိုအမမကောင်းတာလုပ်တာမဟုတ်ဘူးကွာသူတို့ထင်တယ်လို့မျိုးလက်နက်တွေရောင်းပြီးတော့ PDF ယူထောက်ပတ်တယ်လို့သူတို့ထင်နေကြတာဒီငွေလေးမစမပမပဲနေပြားနဲ့တိတ်တရာနေရဆိုတော့အမတို့ယူရိုနဲ့လဲတာတော့ထောက်တော့ထောက်ပဲရှိတာမြန်မာငွေတန်ဖို့တဲ့ပါမဝယ်လို့မရတာလက်နက်မပြောနဲ့ဟိုအချီတထောင်တော့ဝယ်လို့မရတဲ့ပတ်သက် ဒါပေမဲ့ဒီပစ္စာတွေ3ငါး50ဟာထမင်းငက်နေတဲ့လူတွေစေးရုံမှာစေးမရှိတဲ့လူတွေဒုက္ခရောက်နေတဲ့အဖိုးဖွားတွေစားဖို့တောက်ဖို့အတွက်ကလေးမေတွေကလေးမွေးဖို့အတွက်ကိုဝင်းနေမိခင်ကြီး တို့အတွက်ပြီးတော့နေ့စဉ်နဲ့အမျှစစ်ဘေးတိုက်ခံနေရတဲ့စစ်ဘေးတည်နေတဲ့နေရာတွေမှာရှိတဲ့ကလေးတွေအတွက်စားဖို့တောက်ဖို့အတွက်တနေ့စာတနေ့လေးရရင်တောင်မှတို့အဆင်ပြေပါစေဆိုစိတ်နဲ့အမတ်တာတွေလုပ်နေတာ။မနေတဘလားစိတ်ပင်ပန်းနေဆိုတာစဉ်းစားကြည့်။ကိုနဲ့ဘာမှမဆိုင်တဲ့ဒီအလုပ်မတခါမှမလုပ်ဘူးဒီ online shopping ဆိုတာ။တမ်းအမလုပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အမလူချင်းတန်းနေတဲ့အရာတွေအားလုံးအမမိသားစုအမတစ်ချိန်လုံးဘာမှလုတ်ပေးလို့မရဘူးတစ်ချိန်လုံးပတ်သက်သွားတောင်းမရောက်ကြရင်ငါလူချင်းလို့ပေးပါဦးဆိုတတိယသိန်း50အမှတ်သွားတောင်းလို့ရလား။ မရဘူးအမမလည်းကလေးသုံးယောက်ရှိတယ်သူတို့ရဲ့ចောင်းစရိတ်တွေနေဖို့စားဖို့တွေစရိတ်တွေအမယောက်ျားရှာနေရတော့အမအပူမပေးချင်ဘူးအဲ့တော့ကိုတန်းတန်းနဲ့ပြန်တယ်စိတ်ကောရှင်းတဲ့အလုပ်ငါအလူကိုစိတ်ပြက်ပြက်တသားနဲ့ငါလှုပ်တော့မယ်အဲ့ဒီတော့ကျငါယောက်ျားငါ့ကိုကူညီပြီးတော့မှ this ဒီ line city ဟာလာဒီဈေးရောက်တဲ့ဟာတွေအားလုံးကိုသူဒီဘက်မှာအီတလီကနေအခုလုံးလှုပ်ပေးတယ်ဘာဖြစ်လဲဆိုတော့အောင်ကမိမလှူချင်တန်းချင်တယ်စိတ်စမ်းချမ်းသာပါစေဆိုတော့အမရဲ့အမျိုးသားရဲ့စိတ်ကြအမဒီအုပ်လေးကိုလုံနိုင်တာ ့တို့မျက်ရည်ကျတဲ့နှခါမရှုံးဘူးမျက်ရည်ကျတာဆိုအမရဲ့ပြည်သူတွေအတွက်မတရားဖမ်းဆီးခံရတဲ့အမညီကိုမောင်တို့မိစေတွေအတွက်အမမျက်ရည်ကျတာတခြားတော့မဟုတ်ဘူးဒါအမသူတို့လက်လျှော့လိုက်လို့လက်မြောက်လိုက်လို့မျက်ရည်ကျတာမဟုတ်ဘူးဘာကြောင့်များအပြစ်မရှိတဲ့လူတွေပေါ်မှာဖမ်းဆီးပြီးတော့မှမတရားဆွဆွဲတာလေသူတို့ရဲ့မိသားစုတွေသူတို့ရဲ့သားသမီးတွေသူတို့ဘလောက်ထိများခံစားရမလဲအမရဲ့အလူအတွက်သူတို့ကတစားကန်ဖြစ်သွားတာအမထောက်ပံ့ပေးနေတယ်ဆိုတဲ့ဟာတွေကအားလုံးကဒီကဲကို ဒုက္ခရောက်နေတဲ့လူတွေကြီးပဲဒီကလေးရင်ဖေးသေးတဲ့နေရာတွေမှာလိုက်လူပေးနေတာဆက်စဉ်းစားကြည့်ပါဒီလိုမျိုးသာဖန်စီခြင်းဆိုလို့ရှိရင်ဒီလိုခြင်းသာဖန်စီခြင်းဆိုလို့ရှိရင်အခုကြည့်နေတယ်မလားတလှန်နေပါလားနားလေအမအိတ်လာပွဲထဲမှာလည်းတလှန်နေပါပြီးတော့အမအလှလုတ်တဲ့ထဲမှာလေအမပုံမှာ တကယ်ဒုက္ခရောက်တဲ့ရောက်ရောက်နဲ့မှအကောက်လို့ချင်လို့ငွေလွဲမဲ့အကောက်ကိုတိချင်လို့တမင်တက်တက်အမကြီးကျွန်တော်တို့ဒုက္ခရောက်နေကျွန်တော် CD ရမှာကျွန်တော်ပြဖမယ်ကျွန်တော်ကတော့ဘမကျွန်တော်မိမတော့ခလီမွေးပါတော့မယ်ဆိုပြီးဒီမှာမျိုးစုံလုပ်တဲ့လူတွေအမကတော့ဘသူ့ဥမှာအော်ဒလန်လားပြည်သူလားတကယ်ကိုဟိုငါ့အပေါ်မှာရုံပါမယ်လို့လားဆိုအမဘယ်တော့မှမခွဲခြားဘူးတော့ဘာသာမခွဲခြားဘူးလဲဆိုတော့လူတဲ့အခါမှာလူကစိတ်ရှင်ရတယ်စိတ်တက်ရတယ်ပြောနေရတာဒီလိုလူကိုလှုပ်လို့လူဆိုးမို့လို့လူကောင်းမို့လို့ဆိုပြီးအမှမှခွဲစားပြီးတော့မှလူရတဲ့စိတ်တက်လည်းမရှိဘူးအဲ့တော့စားတဲ့လူစိတ်လုံးနေဆိုစားပါစေ အမရဲ့ပေးလိုက်တဲ့လှူလိုက်တဲ့ငွေလေးဟာအမမှလည်းပြင်ပြမမှန်နဲ့စိတ်တော့ကများစွာနဲ့မိသားစုတစ်ဖက်ကလေးတစ်ဖက်နဲ့ရုံးကန်ပြီးတော့မှနေရညတွေမှားပြီးတော့မှဈေးတွေရောင်းပြီးတော့မှလှူထားတဲ့အလှူကိုစားရက်တယ်အမပေါ်မှာလှုပ်ရက်တယ်ဆိုလို့ရှိရင်ခံပါစေအမလေးအေးဘအခုမှမျက်ရည်ချူပြနေရအော်မျက်ရည်ချူတယ်အဲ့အမျိုးတွေပေါ့အခုဆိုအမစီမလာပြောရတဲ့သူတွေတွေ့တယ်မလား ဟိုဒီအရေးဆိုတကယ်တော့ဒလန်နေသူတို့ပုံနေလဲသူတို့မခေါ်ရဲဘူးအဓိကတော့သူတို့နေစင်နေအမြစိတ်စက်ကောင်စီစီရတယ်ဟို900တထောင်ကြားတယ်ဆိုတာနဲ့သူတို့ကစိတ်ကကြိမ်နေတယ်ကွာကွာသိလားသူတို့အမကပြောပါဘူးအမအလူခံတဲ့နေမှာအဲ့လိုပြောအကောင့်လူနဲ့အလူခံတဲ့လူလည်းအများကြီးပဲပါတယ်ဒါပေမဲ့အမလှူပေးတယ်ကျမကလေးမွေးရတော့မယ်ကျမမစေးရုံစီးမရှိဘူးအမရေလှူပါဦးဆိုတော့အမလှူပေးလိုက်တယ်အော်ငါလည်းမိခင်တည်းကကလေးမွေးရမယ့်အချိန်မှာစိတ်ဖြစ်စည်းမှု stress တွေနဲ့အများဘယ်လိုမျိုးပေါ့ဟိုဟို ကလေးမွေးဖို့တော့ကိုကြောက်နေရမှာလဲဆိုတဲ့စိတ်မျိုးဖြစ်မှဆိုလို့အိုးဘာပဲဖြစ်ဖြစ်စေဖို့ဘာကရပါစေဆိုပြီးတော့မှလှုပ်ပေးရပါစေဆိုတဲ့စိတ်နဲ့ပဲလှုပ်ပေးလိုက်တာအဲ့လိုမျိုးတွေအမလှူရတဲ့အချိန်မှာအမဘောကတစ္ဆာပြန်ဖောက်တဲ့လူတွေရှိတယ်အရင်တော့တခါကူညီခဲ့ဘူးတဲ့ကိုယ့်စီကငွေတွေလိမ်သွားတယ်ပြီးတဲ့အခါကျတော့သူတို့ဘာမှအပြင်မှာလှုပ်ရှားလို့မရတဲ့အခါမှာကိုယ့်စီမှာလာပြီးပြန်လာတောင်းပန်တယ်ပြန်လာတောင်းပန်ပြီးတော့မှအမရဲ့ကျမကိုဒီ Facebook ကပြန်ရှင်းပေးပါကျမခိုးတာဟိုကျမလိမ်ထားတဲ့ပတ်စံတွေမဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောပေးပါဆိုပြီးတော့မှလာပြီးပြန်ပြောတဲ့လူတွေရှိတယ်ဒါပေမဲ့ အဲ့ဒီလိုမျိုးလွယ်လွယ်နဲ့လိန်လွယ်လွယ်နဲ့အမကဖြေလျှော့ပေးရလောက်အောင်လေအမိုင်းလောက်ထိတော့မတုံးကွာအဲ့တော့အမှန်တရားကတိရလူတွေကိုချပြလိုက်တဲ့ကြာဒီလိုချွတ်တော့လူတွေအမအတွက်ဒီဟန်သူဖြစ်သွားတာပေါ့ဆိုတော့အမရဲ့ပေးလိုက်တဲ့အလှမာရင်းကိုခုပုံမှာရုပ်မှာကောက်ချစ်ဖို့အတွက်ကြံစီလာတဲ့ဒလန်တွေလည်းအများကြီးဖြစ်လာတာတွေရှိတယ်ဒါပေမဲ့အမအပြစ်မပြောပါဘူးအမအကုန်လုံးကိုခွင့်လွတ်တယ်အမခွင့်လွတ်တယ်ဒါပေမဲ့အမစိတ်မကောင်းတာကကိုအလှူအတွက်ကူညီပေးတဲ့ဘာမဆိုင်냐မဆိုင်နဲ့မိသားစုတွေအားလုံးစိတ်ဆင်းရဲရတယ်ဒီမောင်လေးနဲ့ညီမလေးဟာလား ူ့မှာငလျင်အတွက်ကိုအလှူသွားလုပ်ပြီးတော့ပြန်လာမှသူဖမ်းခံရတယ်။နောက်တရဒီအလှူအတွက်ကိုမှငွေတွေသွားပြီးလွှဲပေးပြီးသူကသူအလုပ်ဆင်းနေတဲ့ဟာမှာသူ့ကိုလာပြီးတော့မှရက်ကွက်ကောင်းစီကနေခေါ်ပြီးတော့ဖမ်းသွားတယ်။အမှဖမ်းမလို့ရုံးတော့မရုံးဘူး။ဟဲ့ငါလောက်နေတာငါ PDF ကိုထောက်ပံ့တရလည်းမဟုတ်ဘူး။ PDF ကိုငါထောက်ပံ့တယ်ဆိုတာကရပ်ပတာငါပွဲဆိုပြီးတော့မှနိုင်ငံခြားကနေပြီးတော့မှပွဲနေဆိုပြီးရတဲ့ပတ်စံကို NUG ကနေတစ်စစ်အဖွဲ့အစည်းတိုင်းတစ်စစ်လှူတာ။အဲ့တော့ဒီကလေးတွေကဘာမှမဆိုင်ဘူး။အဲ့တော့ သူတို့တကယ်ဖမ်းချင်တယ်လောက်ချင်တယ်ဆိုလို့ရှိရင်တကယ် NUG ကနေတစ်စစ်လောက်နေတဲ့အဖွဲ့အစည်းတွေအများကြီးပဲဒါတချို့သူတို့မထိရဲဘူး။ဘာကြောင့်မထိရဲဘူးလဲဆိုတော့တကယ်သူတို့ကိုစော်နေတဲ့လက်နက်တွေဝယ်ပြီးစော်နေတဲ့နေရာကတကယ်ကိုပြည်သူတွေအခိုင်အမာထောက်ပံ့နေတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်ပဲသူတို့မလုပ်ရဲဘူး။ကိုရီကျတော့ပြည်သူကိုထမင်းစားဖို့အတွက်ငလျင်ဖေးတဲ့လူတွေအတွက်တကယ်ကိုစေဝါးကလူနေတဲ့နေရာတွေကိုလှူတဲ့အလှတန်တန်ကုန်မှသူတို့လာထိစော်ကားတဲ့အတွက်ကြောင့်ဒီအကူတို့ကသူတို့ရလိမ့်မယ်။တကယ်လို့အမလို့ လူတွေကလူဖမ်းတယ်ဆိုသူတို့ဖမ်းစရာတွေအများကြီးနော်အခုသူတို့ဘောမနေတဲ့ဆယ်လီတွေအများကြီးပဲဘောမနေတဲ့ဆယ်လီတွေကလေးမွေးနေတို့ဟုတ်လားဘာမွေးနေညာမွေးနေအလှတက်မင်္ဂလာအလှပြုတ်တယ်လို့ပါဆိုသူတို့ဆိုလို့ရှိရင်သူတို့ဘောမနေတာဒါလည်းအလှပဲလေတကယ်လို့သာအလှအလှလုံးကျေးတာဖမ်းမယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကသူတို့ပြန်ပြီးထောင်ထဲဝင်နေရလိမ့်မယ်သူတို့ငလင်ဘေးတဲ့နိုင်ငံတကာလည်းလှူထားလေဘီလီယံ၄၅၆ဘီလီယံလောက်ရှိတဲ့ပတ်စံလေသူတို့ဒါအလှငွေတွေသူတို့လက်ခံထားတာမဟုတ်လားတကယ်လို့သာ ဒုက္ခရောက်တဲ့ပြည်သူတွေကိုအလှလှုပ်ကြေးတာဖန်ခံရမယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့ပါသူတို့ထောင်ထဲထည့်ရလိမ့်မယ်။နေ့စဉ်တည်းမှာလူတွေကတနည်းမဟုတ်တနည်းနဲ့လှုပ်နေကြတာအချင်းချင်းထောက်ပံ့နေကြတာအဲ့လိုသာလှုပ်မယ်ဆိုလို့ရှိလို့ရှိရင်သူဖန်ဆန်လူတွေအများကြီးပဲသူ့ဘောမလေးလူတွေကိုယ်တိုင်ခလေးမွေးနေအမေမွေးနေယောက်ျားမွေးနေမိန်းမမွေးနေဆိုပြီးတော့လှုပ်နေကြတာမဟုတ်ဘူးလား ဲ့လူတွေပါတော့ဖက်လေဒါဆိုလို့ရှိရင်လေသူ့ကိုပုံကန်နေတဲ့ပြည်သူတွေသူ့ကိုလက်မခံတဲ့ပြည်သူတွေနေစဉ်ကြတူတူကထမင်းစားနေတာလို့လှူနေတာပဲမဟုတ်ဘူးလားသူတို့သာဖမ်းချင်နေဆိုရင်အမအမဘာလို့လုပ်လဲဆိုတော့ဒလန်ရှိလို့ဒလန်ကအမကိုကြည့်လို့မရလို့ဒါမှမဟုတ်လေအမလိုပဲစီးပွားဘက်တူတဲ့ online shop တခုခုကနေပြီးတော့မှဟာလာဟိုအမကိုဈေးဝယ်ချင်အောင်စောင့်ပြီးတော့မှသူတို့ရဲ့စစ်ကောင်စီဘက်ကနေပြီးတော့အုပ်စုတွေကလက်တူတာအမလိုသာလုပ်ကြည့်ဆို online shop တွေအများကြီးပဲကွာနိုင်ငံခြားကနေပြီးတော့မှဒီမြန်မာနိုင်ငံအောင်တင်သွင်းနေရတယ်အများကြီးပဲဟုတ်လားဆိုအမကတော့အမပြစ်တတ်တယ်အမကိုချစ်လို့ဝယ်တာ ဒါတွေကသူတို့တော်လန်ရေးအတွက်ထောက်ပံ့မှာဆိုရင်စိတ်နဲ့ဝယ်တာမဟုတ်ဘူးအမကလည်းတော်လန်ရေးအတွက်ထောက်ပံ့နေဖို့အချိန်မရှိဘူးဘာကြောင့်လဲဆိုတော့တော်လည်းတော့ထောက်ပံ့မယ်ဆိုရင်သူတို့ထည့်တယ်လို့မျိုးလက်နက်တို့ဟာလားဘုံနေဓာတ်တွေဝယ်ဖို့ဆိုတာကမခလေးမုံစားတို့လုံလို့ရသလားသူတို့တွေမစင်စားတာသူတို့တွေမစင်စားတာပြောပြတာအမထောက်ပံ့နေတဲ့အရာတွေကအားလုံးကလေအခုပေးနေတဲ့ပတ်စံတွေအားလုံးကဘယ်ဟူသွားလဲဆိုတော့ ငလင်းလှုပ်တဲ့လူတွေငလင်းဘေးတင်သွားပြီးတော့မနေစရာထိုင်စရာမရှိတော့တဲ့လူတွေအမခုနကငါပြောသလိုစေဘိုးဘကမထက်နိုင်တဲ့ထောင်တွေကအမျိုးသမီးတွေချင်းနှိမ့်မနှိမ့်ဆက်ခံနေရတဲ့ထောင်သားတွေနိုင်ငံရေးအကျဉ်းသားတွေအတွက်ဟိုစားဖို့တောက်ဖို့စေဘိုးဘကအမလှူပေးတာအဲ့တော့အမရဲ့ကောင်းတဲ့ကုသိုလ်လေးကတူထိုးတာမှကုသိုလ်ရပါသေးတယ်အမကဘသူ့ကိုမှမထိခိုက်ဖဲနဲ့လူအတက်ကိုလည်းမတတ်ဖဲနဲ့သူတို့လည်းဘာမှမနှောက်ယှက်ဖဲနဲ့လှူတဲ့အလှူပါသူတို့ ဒါဖမ်းမယ်ဆိုလို့ရှိရင်ဖမ်းလို့ရတယ်အများကြီးပဲအခုတို့ဘောမနဲ့ celebrity တွေတို့အရေးမယူထားတဲ့ celebrity တွေအများကြီးပဲတို့တွေဆိုနေ့စဉ်များများလှူနေတာပဲမဟုတ်ဘူးလားအမလူသားဟိုအလှူလောက်တိုင်းဖမ်းမယ်ဆိုလို့ရှိရင်ဟိုတို့လက်အောက်မှာအလှုပ်နေတဲ့အလှူလောက်တဲ့လူတွေအများကြီးပဲသွားဖမ်းလေကလေးမွေးနေလို့ပါမခွန်အောင်ကပြောသလိုပေါ့လှုပ်လို့ရတယ်လေတစ်လားလှူတိုင်းသာဖမ်းမယ်ဆိုလို့ရှိရင်တော့ကလွယ်လွယ်လေးအဲ့တော့အမမို့လို့သာတိုးတယ်ထောင်တယ်လို့ဒလန်ရှိလို့သာအခုလိုပြောအမက ဟိုအလူငွေတွေကိုသူတို့တိမ်သွားတယ်အဓိကတော့သူတို့ငွေလိုတယ်ကွာဘယ်နေရာမှငွေရှာလို့မရအောင်အဲ့ဒီခါကျတော့အမားတို့လိုလူမျိုးကိုဒလန်ကရှာပေးတယ်ဆိုလို့ရှိရင်သူတို့၄၅သိန်းပေးလိုက်မယ်သူတို့ဒီအကောင့်ကြီးပိတ်ပြီးသူတို့ပတ်စံယူမယ်ဆိုတော့ဒါကြီးအရန်အောက်တန်းကြတယ်အလူငွေအလူဖို့တော့အမားရှာထားတဲ့ပင်ပင်မဲမဲနဲ့ရှာထားတဲ့ပတ်စံကိုသူတို့ကအခုလိုမျိုးဟလာအပြစ်မဲ့တဲ့ပြည်သူတွေကိုဖမ်းပြီးတော့မှလုတ်တယ်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီငရဲကကြောက်ရွံ့ကောင်းနေတော့ဘာဖြစ်လဲသူတို့ဖျားရည်စီရည်လည်းငွေတွေယူပြီးအလှူငွေတွေကိုလည်းဘုံပြီးသွားပြီသူတို့ရဲ့စိတ်တွေရောကိုယ်တွေရောဘလောက်အထိဖျားက ဟိုသူတို့အားကိုးသူတွေဝယ်နေလဲသူတို့ကိုသူတို့သူတို့နားမလဲဘူးအဲ့တော့အခုလိုကာလမျိုးမှာကိုကိုတိုင်းအလှူတန်းမလုံနိုင်နေပါဘာကြောင့်သူများလုပ်တဲ့အလှူတန်းလေးကိုစိတ်ကောကိုပါတန်တန်လေးနေမှာဟိုတာဓုမခေါ်ချင်တာလေအခုလိုမျိုးအမရဲ့အကောင့်ထဲမှာတက်လန်နေအများကြီးဆိုလဲအမတိတယ်အဲ့တော့ဟိုအမကိုတိုက်ခိုက်လိုက်လို့လေအမကဘာမှမဖြစ်သွားပေမဲ့အခုဖမ်းခံလိုက်ရတယ်မောင်လေးညီမလေးဆိုအပြစ်မရှိပဲအမတို့ပြည်သူတွေထဲမှာမဖမ်းခံရတာအဲ့လိုသာဖမ်းကြီးဆိုလို့ရှိရင်နေ့စဉ်နဲ့အမြဟိုတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ် ရှင်းရှင်းပဲဖမ်းမယ်ဆိုတော့တနိုင်ငံလုံးကိုဖမ်းရမှာသူတို့ပြောနေတဲ့ဟိုတကယ်နာမည်ကြီးတွေအခုပွဲတွေလုတ်သွားတဲ့နာမည်ကြီးတွေဆိုနိုင်ငံသားတွေမှာသွားပြီးတော့မှ ွဲတွေတော့သွားဆူနေရလေအဲ့ဒီပစ္စည်းတွေလည်းပြန်လာလို့ရှိလို့ရှိရင်တော့မှလှူရတယ်ဟဲ့ဒါလေးကအမေးအလှူမွေးနေအလှူဆိုဒါဆိုလို့ရှိရင်လည်းတို့တို့သစ္စာဖောက်နေရပဲလေဒုက္ခရောက်နေတဲ့ပြည်သူတွေနေတဲ့သူကထမင်းငတ်နေရလူတွေတို့လှူနေတာပဲလှူရတဲ့လူတွေကဖမ်းမယ်ဆိုရင်အဲ့လိုပဲဖမ်းရမှာတနိုင်ငံလုံးတို့ဖမ်းရမှာတို့ကတို့တို့ကမှပြန်ပြီးအချုပ်ခန်းနဲ့ပြန်ဝင်ရလိမ့်မယ်မင်းအောင်လိုက်ကိုတိုင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုက်ကိုတိုင်ကထောင်ထဲပြန်ဝင်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူကိုတိုင်မှဖရားတွေမှလှူနေရမဟုတ်ဘူးလားသူကိုတိုင်မှဟိုအကြောင်းတွေသွားဒီအကြောင်းတွေသွားမိမမဲ့ကြီးရတယ်သွားပြီးသူသွားကြည့်နေရမဟုတ်ဘူးလားသူကဟိုလှူရတဲ့လူတွေဖမ်းကြီးဆိုရင်တနိုင်ငံလုံးဖမ်းရမယ်သူကိုတိုင်လည်းဖ ဖမ်းရမယ်။ तू လူလူအလူခံနေတဲ့ तू ဖုံးကြီးတွေလည်း तू ဖမ်းရမယ်။ဟုတ်လားအမပြောတာ။အဲ့ဒါဆိုအလူခံနေတဲ့ဟိုဖုံးကြီးတွေမေတီလာရှင်ကြီးចောင်းတိုက်တွေလည်းတို့ဖမ်းရမှာပေါ့။အဓိကကတော့အလူတိုင်းသာဖမ်းမယ်ဆိုရင်တော့ကွာတနိုင်ငံလုံးတို့ဖမ်းရလိမ့်မယ်။တို့မြန်မာတွေအလူတိုင်းရိုက်ညော်တယ်။အဲ့တော့ဟိုဒလန်လောက်တဲ့လူများလည်းသိစေချင်ပါတယ်။ကိုယ်တိုင်ကမလှူနိုင်ပေမဲ့ သူများလူတဲ့လူကိုတာတို့မခေါ်နိုင်ဘူးဟာလာအဲ့ဒါအရန်ရှက်စရာကောင်းပါလေကျမတို့မြန်မာလူမျိုးတွေဘာကြောင့်မတိုးတက်တယ်လဲဆိုတာသူများအလုတ်ကိုဟာလာဟိုဘယ်လိုပြောမလဲကိုကဟိုသူများလို့မလူနိုင်ဘူးသူများလို့အလုတ်မလုံနိုင်တဲ့အတွက်ကြောင့်သူများလှုပ်ထားတဲ့သူများထားရတဲ့ပြုတ်ထားတဲ့အလှူကိုကုသိုလ်ကုသိုလ်မခေါ်နိုင်တဲ့အပြင်ကိုတာတို့မခေါ်နိုင်တဲ့အပြင်ကိုအကုသိုလ်ကိုအကုသိုလ်ဖြစ်ပြောင်းလဲရအောင်လို့သူများတွေဒုက္ခပေးတာ ဲ့ဒါအရာဝင်ရဲကြီးတယ်နော်အဲ့ဒီအာဟုသူကလေအဲ့တော့အမပြောချင်တာကဒီစစ်ကောင်စီရဲ့တကွာတလန်လေးတိစေချင်တာကအမရဲ့ဒီအလှငွေတွေလိုချင်တဲ့ဆိုယူသွားပါဒါပေမဲ့ဒါတွေကဟိုဟိုခုနှစ်ရက်သားသမီးတွေကိုလှူဖို့အတွက်အမကဒီအိတ်ကလေးကိုရောင်းပြီးရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပတ်စံဒီအားလုံးတိန်300ကျော်ကိုသူတို့ဘလို့နီးနေပဲယူယူယူချင်တာယူပါဒါပေမဲ့အဲ့ဒီအာဟုသူဟာလေအဲ့ဒီတိန်300ကနေမကတ် ဟိုပို့ပြီးတော့များတဲ့အကုသို့ရှားလိုက်ပဲစိတ်ဤစင်ရဲခြင်းကိုဤနွမ်းပါခြင်းဟာလာဘယ်အရာဘယ်နေရာရရဂုံတက်တည်ရညှိုးနှွမ်းခြင်းဆိုတဲ့အရာတွေအားလုံး ਨੇ ဟိုအကုသို့ရကြလိုက်မယ်ဘာကြောင့်လဲဆိုတော့အမစိတ်တန်တန်နဲ့လှူတာဖြစ်တဲ့အတွက်ကြောင့်ဒီအလှငွေတွေအားလုံးကိုယူတဲ့လူဒီအလှငွေတွေကိုတိုင်းအောင်လို့အကြံပေးတဲ့ဒလန်တွေအားလုံးကိုလည်းအမဒီကနေပြစ်တာပို့ပေးတယ်အဲ့ဒီကုသို့တွေအကုသို့ဖြစ်ပြောင်းခြင်းနဲ့သူတို့ရဲ့စိတ်တွေကို ဖခင်မြင်တော်မူပါဘာဖြစ်လဲအမကတော့ခွင့်ထုတ်ပါတယ်အမကဘာလောက်ပဲရုံမှာရုပ်ပါဒါပေမဲ့မကောင်းတဲ့အရာကိုပြုတ်တဲ့လူကတော့ဖခင်ကတော့ခံခတ်မှာပဲဒီထက်ပကပုံပြီးအကုသို့များခြင်းနဲ့ဆိုလို့ရှိရင်လောက်ပါအမကတော့ဆက်လိုက်ပြီးတော့ဒေါ်လာရေးတက်ဆွတ်သွားနေအောင်မှာပဲဒေါ်လာရေးဆိုအမလူတက်ဖို့တက်ဒေါ်လာရေးကိုလုံနေရမဟုတ်ဘူးဒီဒေါ်လာရေးမှာတစားကန်ဖြစ်နေတဲ့ပြည်သူတွေအတွက်စားဖို့တောက်ဖို့အမတစ်လက်တစ်ဖက်တစ်လမ်းကနေအလို့ရှိနေအမတို့ထိုင်ဆောင်လို့မရဘူး အလှူရှင်တွေအားလုံးကလည်းသူတို့ရဲ့စားဝတ်နေအတွက်ရုန်းကန်နေရတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့စီးပွားရေးကတက်တဲလာတဲ့အခါမှာဘယ်သူမှအလှူငွေတွေကိုဟိုပြည်သူတွေဟိုချောင်းဒုက္ခရောက်ရလူတွေစီကိုပြည်သူတွေအစီအရောက်မပို့နိုင်ကြတော့အဲ့တော့ကိုဘသားကိုစီးပွားရေးလေးလှုပ်ပြီးတော့မှလှူတန်းတဲ့ဟာကိုပိတ်ပင်တဲ့အတွက်ကြောင့်ဒီအကုသူတွေဟာဘယ်လိုရကြမလဲဆိုတာစောင့်ကြည့်နေပါအဲ့တော့အမကတော့စိတ်နာပြစ်တာပဲထားပါတယ်ဒီမောင်လေးတွေညီမလေးတွေဆိတ်မကောင်းဘူးဒါပေမဲ့အမှန်တရားဆိုတာပေါ်လာမှာပါသူတို့တွေဒါစဉ်းစားတတ်တယ်ဆိုလို့ရှိရင်တော့အလှူသားမဲ့အလှူတစ်ခုကို သူတို့ဒီလိုမျိုးလှုပ်ရဲတယ်ဆိုတဲ့ဟာကတော့ပြည်သူတွေမြင်သွားတာပေါ့အလှူတောင်မှမလှုပ်ရဲလောက်အောင်ပြည်သူတွေအပေါ်မှာရက်ဆက်တယ်ဆိုတာမျိုးပြည်သူတွေမြင်သွားတာဘလို့လို့သူတို့အုပ်ချုပ်မှာလဲဒီပြည်သူတွေအုပ်ချုပ်နေတယ်ဆိုပြည်သူတွေရဲ့မြစ်တာပြည်သူတွေရဲ့စေတနာပြည်သူတွေရဲ့အလှူတောင်မှခွင့်မပြုတဲ့ဟိုနိုင်ငံတော်ရဲ့အကြီးအကဲကြီးကိုဘသူကသူတို့ရဲ့လှုပ်ရက်တွေကိုထောက်ခံမှာလဲဟို မဲရွေးကောက်ပွဲလုပ်လိုက်ပါဘယ်သူမှသူတို့မဲပေးမှာမဟုတ်သူတို့ကသူတို့ပဲစာရွက်တွေမှာရေးပြီးပုံးနေမှာဟန်ဆောင်ပြီးတော့မှမဲမဲမဲဆိုပြီးသူတို့မဲပေးပါတယ်ဆိုပြီးလုံးအောင်ဘယ်လောက်ချက်စရာကောင်းလဲဘာဖြစ်လဲဆိုပြည်သူတွေလှူတာတော့မှလိုက်ပြီးဖမ်းဆီးတယ်ပြည်သူတွေဘာမှလုံးလို့မရဘူးဈေးရောင်းတာတော့လိုက်ဖမ်းဆီးတယ်ပြည်သူတွေဘာလုံးလို့လိုက်ပြီးတော့ ထောက်ထပြီးသူတို့ကြည်နေရတဲ့အာဟုတူကလည်းနည်းနည်းနော်နော်အာဟုတူမဟုတ်ဘူးအဲ့တော့အမားတို့ကလှုပ်ရှားရှိတာဆက်လှုပ်ရမှာပဲအမားကသူများအသက်ကိုတတ်ဖို့အတွက်လည်းထောက်ပံ့တာမဟုတ်ဘူးတကယ်တခွရောက်နေတဲ့ဘိုးဘွားတွေခုနှစ်ရက်သားသမီးတွေအားလုံးအတွက်စားဖို့နေဘူးတောက်ဖို့အတွက်ကိုကိုနိုင်တဲ့ဘက်ကနေကူညီပေးတာအမားကူညီတဲ့ပတ်ဆက်ဆိုတာဘာမှမဟုတ်ဘူးတိုင်တောင်းချင်နေတဲ့ပတ်ဆက်လည်းမဟုတ်ဘူးသူတို့ထင်တယ်လို့လက်နက်တွေဝယ်ပြီးရင်းလို့ရတယ်ငွေပမာဏလည်းမဟုတ်ဘူးအမားကလက်နက်တွေဝယ်ပြီးတော့ထောက်ပံ့ချင်တယ်ဆိုလို့ရှိရင်အမားမြန်မာနိုင်ငံဘယ်ငွေပို့မှလဲအမားအဲ့လိုကြီးညံမနေဘူးအမားတခါတည်းနိုင်ငံခြားငွေနဲ့တခါတည်းဟိုဟိုအမေရိကရော NUG ရုံးကြီးရှိတဲ့နေရာရောအလှူငွေတွေကို တိုင်းရိုက်လှူမှာပေါ့အမဘာဖြစ်လို့ပြည်သူတွေအချင်းချင်းဒုက္ခရအောင်လုပ်ပါလဲအဲ့တော့အမကစေရနာဖြူဖြူဆင်ဆင်နဲ့ရိုးရိုးတာမဲ့ခုနှစ်ရက်သားမျိုးလှူဖို့လုပ်တဲ့အတွက်ကြောင့်အမကစိတ်ရှင်းတဲ့အတွက်ကြောင့်အမတငယ်ချင်းမျိုးအကူညီတောင်းတာသူတို့ကလည်းတာတာမဲ့စိတ်နဲ့ပဲကူညီပေးတာအဲ့တော့ကြောင့်အခုလို့ဖြစ်သွားတဲ့နေရာမှာအဓိကတရားခံကစစ်ကောင်စီနဲ့ဒလန်ကြောင့်ပဲသူတို့ကတာမဲ့အပြည့်မရှိတဲ့လူတွေဖြစ်တယ်ဒီလိုအတာမဲ့အပြည့်မရှိတဲ့ပြည်သူလှူချင်းတန်းချင်းကိုတောင်မှကျမကိုအကြောင်းပြပြီးဖမ်းဆီးတယ်ဆိုလို့ရှိရင်အဲ့ဒီအမှုဖြစ်အောင်ပြဿနာဖြစ်အောင်လုပ်တဲ့လူတွေကိုယ်တိုင်နားလဲပါစေတိပါစေဟို စင်စားညံလေးရှိပါစေလို့အမကတော့ပြောချင်ပါတယ်အမဘာမှမမောဘူးဘာမှမတိုက်ခိုက်ဘူးအဲ့တော့လူတိုင်းဟာမလို့လိုရင်လောဘတွေရှိကြတယ်ဒါပေမဲ့သူများမိသားစုစီးပွားရေးကိုထိခိုက်အောင်လို့လောက်ရလောက်တဲ့အဆင့်ထိကျမအောက်တန်းမကြဘူးအဲ့လိုရုံမာမိလေကိုယ့်ကိုပြန်သုံးသပ်ပါငါဒီအဲ့လိုမျိုးတော့ရုံမာနေပါသလားငါဒီသူများရဲ့စီးပွားရေးငါဒီသူများရဲ့မိသားစုအသက်စိတ်ဆင်းရဲမှုကိုဖြစ်အောင်လို့ငါလုံနေမိပါသလားဆိုရဲဒလန်တချို့စဉ်းစားနိုင်ပါစေလို့အမကတော့စတောင်းမိပါတယ်ဒါပေမဲ့အခုချိန်ထိအမကမျိုးစုံအပြစ်ပြောနေတဲ့လူတွေအခုချိန်ထိအမကလာပြီးကလန်တိုက်နေတဲ့ဒလန်တွေအားလုံးလည်းမသိပါတယ် တနေ့တစ်ချိန်မှာကိုလုတ်ခဲ့ဟာကိုတမိုင်းပါပဲအဲ့တော့ကိုရဲ့သားသမီးတွေကိုဘယ်မဲ့ဘယ်မျက်နှာနဲ့ကြည့်မှလဲကိုသူတို့ထမင်းကျွေးနေတဲ့ပတ်စံကဟိုအဆက်ကဆောက်ကိုဘုံမှပြီးတော့မှရနေတဲ့ပတ်စံလားအမှန်တရားကိုမျက်ွယ်ပြုတ်ပြီးတော့မှအသက်ကိုရှင်နေတာလားဆိုရင်အသက်ရှင်ရတာတန်ဖိုးမရှိပါဘူးအဲ့တော့အချိန်မီကိုကိုပြုတ်ပြင်မှာကိုအမားလုံးမိတယ်ဆိုရင်လည်းဝင်ခံမှာမကောင်းတဲ့အရာကိုဟိုအမှန်တရားကိုမျက်ွယ်ပြုတ်ထားမိတယ်ဆိုလို့ရှိရင်လည်းအမှန်တရားအမြန်ဆုံးပြင်နိုင်ပါစေလို့အမားတို့ဆုမွန်ကတောင်းပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီထဲမှာအကောင့်တူတွေနဲ့အများကြီးအမားကိုတိုက်ခိုက်နေတဲ့လူတွေဈေးဝယ်တဲ့လူတွေအများကြီးပဲ ဆိုတော့တချို့တွေဆိုလို့ရှိလို့ရှင်စကားချို့ချို့လေးတဲ့တကယ်ကိုဟိုဘယ်လိုပြောမလဲဈေးဝယ်တဲ့ပုံစံနဲ့လောက်ပြီးတော့မှအမအောင်အကောက်နေရအောင်ယူတဲ့နေရာလဲပါတယ်အများကြီးမချို့ဆိုပတ်စံဝင်ဝင်မလွှဲဘူးเนาะဒါပေမဲ့အကောက်နေရသွားရောလုံးဝအကောက်နေရထွက်သွားရောအဲအဲ့လိုမျိုးလောက်တဲ့လူတွေအများကြီးပဲဒါပေမဲ့အမကဘသူကတော့ငါ့ကိုဒလန်လောက်မှာပဲဘသူကတော့ငါ့ပုံမှာရုံမှာပဲလို့အမမတွေးဘူးဖတ်ဆောင်မတွေးဘူးလဲဆိုတော့အမရဲ့စိတ်က ရှင်းတယ်ငါဒါကိုလှူဖို့အတွက်လုပ်တာငါဘသူ့အသက်မှာတတ်ဖို့အတွက်ထောက်ပံ့နေရမှာမဟုတ်ဘူးတကယ်တခွဲအောင်ရလူတွေပေးတာဖြစ်တဲ့အတွက်ကြောင့်အမအဲ့လိုမျိုးကိုမှမစင်စားထားဘူးဒါပေမဲ့အဲ့ဒီအပေါ်မှာမှယုံမာလာတဲ့ဒလန်တို့စစ်ကောင်စီတို့ရဲ့စုံဖြတ်စင်ကျင်အာနဲမှုကတော့အမလည်းအမခံမယ်အဲ့တော့အမှန်တရားကတော့အမှန်တရားတိုင်းရှိနေမှာပဲဟိုပြည်သူတွေကိုမတရားဆွဆွဲဖမ်းဆီးတာရက်တန်းကရက်ပါဘာကြောင့်လဲဆိုတော့သူတို့တွေကအပြစ်မဲ့တဲ့လူတွေအမားတို့ဖမ်းနေတယ်ဆိုလာဖမ်းလေတကယ်လို့နေအဖွဲ့စီအများကြီးပဲရှိတယ်အထက်မှာတကယ်ကိုဟိုတော်လန်ရေးမှာဟိုလက်နက်တွေဟလာ drone တွေစစ်စင်ရေးတွေအတွက်ကိုလောက်နေတဲ့နေရာတွေအများကြီးဘယ်သူတို့အဲ့ဒီအောက်မှာဖမ်းရလာမဖမ်းရဘူး။ရှာလို့ကိုမတွေ့ဘူး။ဘာကြောင့်လဲဆိုတော့ထိတ်လို့မှမရတဲ့အဲ့ဒီလူတွေသွားပြီးတော့မှအဲ့တော့အမားတို့တာမန်လူတွေကိုလာထိတာပေါ့။တာမန်လူတွေရဲ့လူတွေကိုပဲလာထိတာဆိုတော့ပြဿနာတော့မရှိပါဘူး။အမားကတော့ဒီနီးနဲ့လူလို့မရတခြားနီးနဲ့အမားလူနေမှာပဲ။အဲ့တော့အမားခွင့်လုပ်ပေးပါတယ်။ဖះရှိတယ်။ဖះကအမှန်တရားကိုစောင့်ကြည့်နေတယ်။အဲ့တော့ဟိုမကောင်းတဲ့အရာကိုလုပ်နေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်း စိတ်လျှော့လိုက်ပါကိုမကောင်းတာလုပ်နေဆိုတာကိုကိုကိုတိပါတော့ဟလာနော်ဟိုမတရားဖန်ဆီးခြင်းခံရတဲ့မောင်မြညီမတွေတွက်လဲအမှန်တရားရှိပါတယ်ဇွဲမလျှော့ပါနဲ့အားမလျှော့ပါနဲ့အမတို့တတ်နိုင်ခြင်းများအကောင်းဆုံးကြိုးစားပေးပါမယ်အမအတွက်ဟလာဒီကုသိုလ်ကိုဝေမျှရင်းထဲမှာအခုလိုမျိုးမတရားဆက်ဆွဲဖန်ဆီးခံရတဲ့မောင်မြညီမတွေတွက်လဲအမအထူးနှူးညွတ်ပိသားစုကိုညှို့တောင်းပန်ပါတယ်အမမှာသူတို့ထိခိုက်လို့စိတ်လုံးဝမရှိပါဘူးအမအကူညီပေးခြင်းအပြင်အခုလိုဒုက္ခရောက်သွားတဲ့မောင်မြညီမလေးတွေလည်းအမဒီနေ့ကနေတောင်းပန်ပါတယ်ဟိုအမန်တရားအတွက်ဆက်လိုက်ပြီးတော့ယက်တီပေးပါ ဖြူစင်တာကိုဖြူစင်တာကိုကုညီတာဖြူစင်တာမှန်တဲ့အတွက်ကြောင့်ဖခင်ကဒီတိုင်းနေမနေပါဘူးအဲ့ဒီဘက်ကြောင့်ဒီမောင်လေးညီမလေးတွေအတွက်လည်းပြည်သူတွေကအတန်ထွက်ပေးပါပြည်သူတွေရက်တီပေးပါလို့အမပြောချင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်